Today quiz ကဏ္ဍလေးပါဒီနေ့မှမိမိမိကုံးလေးရတော့ဦးမြနဲ့ဒေါ်လာမှာသားသမီးအား၃ယောက်ရှိတယ်သူတို့၅ယောက်ပေါင်းဦးမြဒေါ်လာရောသားသမီး၃ယောက်ပေါင်း၅ယောက်ပေါင်းရဲ့ပြန်မြအတား၂၄နှစ်တစ်ချိန်မှာဦးမြနဲ့ဒေါ်လာကခလေးလေးတယောက်ကိုထမွေးလိုက်တယ်တနေ့ရောက်တော့သူတို့မိသားစုစုစုပေါင်းရဲ့အတက်အားအသက်၁၅၀ဖြစ်သွားတယ်သူတို့မိသားစုစုစုပေါင်းဆိုတော့ ငကမူလာရှိတာဥမြဒေါ်လာရေတာသမီ300ဆို900ခလေးလေးတယောက်ထပ်မွေးရဲဆိုတော့600ပေါ့နော်600ရောက်ပေါင်းရေစုစုပေါင်းအသက်ဟာအသက်150ဖြစ်သွားတယ်အဲ့ဒီဖြစ်သွားတဲ့150နှစ်မှာအငယ်ဆုံးခလေးလေးဟာအသက်ဘယ်လောက်ရှိနေမလဲကျွန်တော်ဘယ်လိုတော့ကြမလဲဟုတ်ပြီပထမအဆုံးမိကုံးပထမတစ်ဖြတ်ကိုကျွန်တော်ကအရင်စကြွမယ်အစမှာလူကြီးရဘယ်နှစ်ယောက်ရှိလဲ9ယောက်ရှိမိသားစုတစုလုံးပါ ပြန်မြတက်က24လို့သူကမိကုန်မှာပေးထားတယ်။အဲ့တော့ပြန်မြခြင်းကိုလိုချင်ကျွန်တော်တို့ကစုစုဘောင်းထဲကနေပြီးတော့ကျွန်တော်တို့အရေးတော့နဲ့စားပေးရမယ်။အဲ့တော့ဘောင်းမြန်ပြန်စင်းစားခြင်းစုစုဘောင်းကိုလိုချင်ရင်ကျွန်တော်တို့ကပြန်မြနဲ့ရေတော့ကိုညောင်းပါအဲ့တော့ကျွန်တော်တို့ကစုစုဘောင်းအတက်ကိုတည်ချင်တယ်။စုစုဘောင်းအတက်ကိုတည်ချင်တော့24နှစ်ပြန်မြ24နှစ်ရဲ့ရှိတဲ့လူဦးရေ9နှစ်ရဲ့ညောင်းလိုက်တော့ပြန်မြအတက်က120နှစ်။ဒါလေးကအရေးကြီးပါတယ်။တရားအတက်120နှစ် ကလေးကထပ်မွေးလိုက်ပြီအဲ့တော့မိနာစုတစုထဲမှာလူကြီးကစုစုပေါင်း6ယောက်ဖြစ်သွားပြီသူပေးထားတာကစုစုပေါင်းအသက်က190နှစ်ဟုတ်ပြီကျွန်တော်ကပြန်မြရှာမရှာတော့ဘူးဒီမှာကပြန်မြမလို့တဲ့အတွက်ကျွန်တော်မရှာတော့ဟုတ်ပြီကျွန်တော်တို့ကလေးလေးမွေးလိုက်တဲ့အချိန်မှာကျွန်တော်တို့ကအသက်က190ပေါ့နော်အာ150ဖြစ်သွားတာ ဲ့တော့ကျွန်တော်တို့ကမိသားစုကဘယ်နှယောက်ဖြစ်သွားပြီလဲဆိုတော့မိသားစုက6ယောက်ဖြစ်သွားပြီအဲ့တော့ကလေးလေးမမွေးခင်မှာတို့မိသားစု9ယောက်လုံးเนาะကြော်ဖြတ်ခဲ့ကြတဲ့ခုနှစ်ကအသက်ပေါင်း120ခုနှစ်ကလေးလေးထပ်ပြီးမွေးလိုက်တဲ့အချိန်မှာကြော်ဖြတ်ခဲ့တဲ့6ယောက်စာစုစုပေါင်းကအသက်150အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကမိသားစု6ယောက်เนาะဖြတ်တန်းတဲ့စုစုပေါင်းကြာချင်း150တဲက မိသားစု9ယောက်ပဲဖြတ်တန်းခဲ့တဲ့စုစုပေါင်းကြာချင်း120ကိုနှုတ်လိုက်လို့ရှိရင်ကျွန်တော်တို့ကကလေးလေးနဲ့အတူတူဖြတ်တန်းခဲ့တဲ့ခုနှစ်ကအသက်30เนาะနှစ်30ပေါ့เนาะအသက်30 sorry မဟုတ်ဘူးအနှစ်30ပါအနှစ်30ဖြတ်တန်းခဲ့တယ်6ယောက်6ယောက်လုံးဖြတ်တန်းတာကအနှစ်30ပဲရှိသေးတယ်ဟုတ်ပြီအဲ့ဒါဆိုရင်6ယောက်လုံးအတူတူဖြတ်တန်းခဲ့တဲ့အချိန်ဟာအနှစ်30ဆိုရင်တစ်ယောက်ဖြတ်တန်းခဲ့တဲ့အနှစ်ကဘယ်လောက်လဲဆိုလို့ရှိရင်အဲ့ဒါမှကျွန်တော်တို့ကပြန်ပြန်ပြန်ချက် ဟုတ်တယ်6ရောက်လုံးအတူတူဖြတ်တန်းခဲ့တဲ့ကာလဟာနှစ်ပေါင်း30ဆိုရင်တယောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကမနက်နှစ်ဖြစ်မလဲကျွန်တော်တို့က30ကို6ရောက်စားမလို့6နဲ့စားလိုက်ရင်9နှစ်ဖြစ်သွားပါလေအဲ့တော့အဖေကမိသားစုတစုလုံးရဲ့စုစုပေါင်းအသက်ဟာ150နှစ်ဖြစ်တဲ့အချိန်မှာအငယ်ဆုံးကလေးရဲ့အသက်က9နှစ်ပါเนาะဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အဖေက35အမေက sorry ရေးထားတာမှာပါလေအမေက40နှစ်အကြီးဆုံးကလေးက20ဒုတိယကလေးက15နှစ်တတိယကလေးက10နှစ်အဲ့ဒါဆိုရင်တို့မိသားစု9ယောက်အလုံးရဲ့စုစုပေါင်းအနှစ်က120နှစ်ရအဲ့ဒီအနေနဲ့တွက်ချက်လိုက်မယ်ဆိုလို့ရောရှင်ဒီမှာ9 9 9 9ပေါင်းမယ်ဒီမှာလည်း9နှစ်ပေါင်းမယ်ကလေးလေးကိုလည်း9နှစ်ပေါင်းလိုက်လို့ရှင်150နှစ်ရသွားပါလိမ့်မယ်